နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့ BBC website မှာဘကိုးစစ်ရေး AA ထိုးစစ် KNU တက်မဟာနဲ့ NUG အရွေးဆိုတဲ့စောင်းပါးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။လူတီများတဲ့စစ်ကောင်စီရဲ့ရှေးမြန်တက်တွေဖြစ်တဲ့တမ60ရှောင်းနဲ့တမ89အရှိဆရာဘကိုးတိုင်းဟာအခုတော့တော်လိုင်းရေးတက်တွေရဲ့စစ်ရေးအရှိန်မြင့်ထိုးစစ်ဆင်မှုတွေနဲ့ရင်ဆိုင်နေရပါပြီ။ ပဲခူးတန်းရဲ့စီရေးမျက်နာကိုကြည့်ရင် အနောက်ရှမ်းကို အာရခတ်တတော်အေအေကထိုးစစ်ဆင်နေပြီး အရှေ့ချမ်းမှာကရင်အမျိုးသားစည်းရုံး KNU နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပူးပေါင်းတပ်တွေကဖြတ်ကျက်နေရယူလာကြပါတယ်။ပဲခူးတိုင်းမှာမြမစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံခုနှစ်ယုံအထိအရှိစိုက်ထားတာဖြစ်လို့စစ်ကောင်စီတပ်ရဲ့အသက်သွေးကြောကိုတော်လန်ရေးတပ်တွေကဖြူဝမြောက်ရှိကက်လာနေတဲ့အနေအထားလို့စစ်ရေးအကြက်ခက်တွေကကောက်ရှက်ရှာပါတယ်။ ပဲခူးတိုင်းဟာစစ်ကောင်စီအခါရမနေရယူထားတဲ့နေပြည်တော်ရန်ကုန်အရာဝတီမွန်တိုးနဲ့ထိစပ်နေသလိုတော်လရဲတပ်တွေအင်အားကောင်းတဲ့ရခိုင်မကွေးကရင်တိုးနဲ့ပါနေနမိတ်ထိစပ်နေတာဖြစ်ပါတယ်။ပဲခူးတိုင်းမှာစီရေးလှုပ်ရှားလာတဲ့အေးအေးရခိုင်ရိုးမပေါ်ကတောင်ကုန်းမြို့နယ်နေနမိတ်အဆုံးမှရှိတဲ့စစ်ကောင်စီရဲ့မိုးထစ်တောင်စခန်းကို2025ဇန်နဝါရီ21ရက်မှာ အရာခတ်တတော်အေအေကတိမ့်ပိုက်ခဲ့တာကနေပဲခူးတိုင်းအနောက်ရှမ်းစစ်မျက်နှာပြင်စတင်ပါတယ်ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ပဲခူးတိုင်းပထောင်မြို့နယ်တို့ဟာရခိုင်ပဲခူးဒေသနှစ်ခုရဲ့ဆုံချက်ဖြစ်ပါတယ်။တောင်ကုန်းတိုက်ပွဲကာလအတွင်းဒီလန်းကြောင်ကတဆင့်စစ်ကောင်စီကပဲခူးတိုင်းအတွက်တက်ကူတွေပေးပို့ခဲ့ပါတယ်။မိုးထိပ်တောင်စခန်းကျအပ်ပြီးအေအေကပဲခူးဘတ်ရန်ကိုစက်တိုက်ထိုးစစ်ဆင်လာခဲ့ပါတယ်။ မက်ရှလာပထမအပတ်မှာတော့ပဲခူးတိုင်းပတောင်းမျိုးနယ်တဲကညောင်ကျိုးရွာကိုရလူနီနီဖြစ်နေပြီလို့စစ်ရေးအရေးမြစ်တရှိုးက BBC ကိုပြောပါတယ်။ဒါဟာတောင်ကုတ်အပိုင်မိုးထီတောင်နဲ့ပတောင်းအပိုင်ညောင်ကျိုးရွာကြားမှာရှိတဲ့ပကံကွဲရွာနတ်တောင်တာဝါတိုင်းစခန်းကုန်းတို့ကိုအေအေကဆက်တိုက်သိမ့်ပိုက်နိုင်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။နတ်တောင်တာဝါတိုင်းစခန်းကုန်းကနေဆက်သွားရင်ညောင်ကျိုးညောင်ရှတောက်စားတဲ့ရွာတွေတည်ရှိပါတယ်။ ညောင်ကျိုးရွာကစစ်ကောင်စီတပ်တွေကိုပိတ်ဆို့ထားနိုင်ပါပြီ။ညောင်ရှတောင်းနဲ့ညောင်ကျိုးကြားမှာပါတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ AACE အရင်းမြစ်တအူက BBC ကိုပြောပါတယ်။ပထောင်မြို့နယ်အုတ်ရှိပင်မြို့အပိုင်းညောင်ရှတောင်းရွာအနီးမှာစစ်ကောင်စီတပ်ရဲ့အမတ်လျှောက်ကာကွယ်ရေးပစ္စည်းစက်ရုံရှိပြီးတမဏီထုတ်လုပ်တဲ့တန်ရီကျိုးစက်ရုံဖြစ်ပါတယ်။ပဲခူးတိုင်းတိုင်းလုံးမှာကပ္ပစာဆက်ယုံ9ယုံရှိပြီးအဲ့ဒီထဲက9ယုံကပထောင်းနဲ့မဝေးတဲ့အုတ်ရှိပင်မြို့ထဲမှာဖြစ်ပါတယ် ဆက်ယုံအများစုကကပါစာ6ရဲ့အနီးတဝိုက်မှာတည်ရှိကြပါတယ်။အုံရှိပင်မျိုးကိုကြော်ရင်တော့ပသိမ်မုံရွာအဝေးပြေးလမ်းကိုရောက်မှာဖြစ်ပါတယ်။အရခတ်တက်တော်အနေနဲ့ပဲခူးတိုင်းအထီထိုးပေါက်လာတာကညောင်ရှိတောက်ကမြိုင်ဘက်ကနေကပါစာဆက်ယုံတွေအထီပါစီးနင်းတိုက်ခိုက်ဖြစ်စည်းလို့တဲ့စည်ရည်ရီမှန်းချက်ရှိနေတယ်လို့စီရီယံပိုကြီးစင်ရောကသုံးသပ်ပါတယ်။ပတောင်းဟာစစ်ကောင်စီတပ်အင်အားကောင်းတာကြောင့်စီရေးအရာရှိန်ရှောက်မှုအားနည်းနိုင်တယ်လို့ 38တရှိုးရှိခဲ့ပေမဲ့2025ပထမ3လတာအတွင်းမှာပဲ AA ကအချိန်အဟုန်နဲ့ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။မြေပြင်အနေအထားအရလည်းပတောင်းမြို့နယ်ဟာရခိုင်ပြည်နယ်တောင်ကုန်းအပြင်မကွေးတိုင်းကံမှဧရာဝတီတိုင်းကြံခင်းတို့နဲ့ပါထိစပ်နေတာကြောင့်ဒေတာအသီးသီးကတော်လန်ရေးတက်တင်နဲ့စုံကျက်ဖြစ်လာနိုင်တယ်လို့လဲရှုမြင်ကြတာဖြစ်ပါတယ်။ ပဲခူးတိုင်းကစစ်ရေးနဲ့ပတ်သက်လို့အာရခတက်တော်ပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုခကို BBC ကဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားထားတာမရှိသေးပါဘူး။ပဲခူးမှာ KNU ဘာဆက်လုံးမလဲ။စစ်တောင်းမြေရဲ့အရှိတ်ဒေသတွေကိုဘကိုးတိုင်းအရှိတ်ကျန်းလို့ရှုံငုံပြောကြပြီးအင်အားကြီးတိုင်းဒေသလက်နက်ကင်တပ်တွေဖြစ်တဲ့ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့တပ်မဟာတွေတရှိပါတယ်။ပို့ပြီးစစ်ရေးအရလှုပ်ရှားနိုင်ဖို့ပို့ပြီးထိုးပေါက်နိုင်ဖို့အတွက် 2025ကအရေးကြီးတယ်ဆိုတာကျွန်တော်တို့သိရှိပါတယ်လို့ KNU ဗဟိုဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗဒိုးကလေးဇေက BBC ကိုပြောပါတယ်။ပဲခူးတိုင်းမှာ KNU ရဲ့တာငူခရိုင်တပ်မဟာနှင်းနဲ့ညောင်လေးပင်ခရိုင်တပ်မဟာသုံးတို့တည်ရှိတယ်လို့တထုံခရိုင်တပ်မဟာတင်းနဲ့လည်းနင်းနမိတ်ထိဆက်နေပါတယ်။ KNU ရဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ပူးပေါင်းထားတဲ့စစ်တောင်းမြေဝန်စစ်စင်ရေးကို2023ခရဲကစတင်ခဲ့ပါတယ်။လက်ရှိအထိစစ်စင်ရေးကိုတဆင်ချင်းအကောင်အထည်ဖော်လှုပ်ရှားနေဆဲဖြစ်ပါတယ်။ PDF ရဲ့တောင်ပိုင်းစစ်ဒေသစစ်စင်ရေးနယ်မြေနှစ်ထဲမှာပဲခူးအပါအဝင်ရန်ကုန်၊ဧရာဝတီနေပြည်တော်စတဲ့ဒေသတွေလည်းပါဝင်ပါတယ်။2025ပထမ3လတာအတွင်းမှာတော့ စစ်တောင်းလွင်ပြင်ဒေသမှာစစ်ရဲတင်းမာနေပါတယ်လို့စစ်စင်ရေးနယ်မြေနှစ်ရဲ့စစ်စင်ရေးမှူးဦးတင်ဦးကပြောပါတယ်။ကြောက်ကြီးကြောက်တကားနဲ့ဖြူးမျိုးနယ်တွေအတွင်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဂိတ်စခန်းတွေကိုဖေဖော်ဝါရီလထဲမှာ KNN နဲ့ PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်တဲ့ဖြစ်စဉ်တွေလည်းခက်စိတ်စိတ်ဖြစ်ပွားလာပါတယ်။ အခု၃လတာအတွင်းမှာပဲမင်းလာနဲ့လက်ပတန်းမျိုးနယ်တို့ကစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးလေးဦးကိုပြစ်ခတ်ရှင်းလင်းခဲ့တဲ့ဆိုပြီးတာယာဝတီခရိုင်တရင်3800နှင့်တက်ခွဲ3ကထုတ်ပြန်ထားပါတယ်ထန်းတပင်မျိုးနယ်ဘက်မှာလည်း PDF တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီးစစ်ကောင်စီတပ်ဘက်ကလည်းလေကြောင်းပုံးကျဲတိုက်ခိုက်တာတွေကိုမတ်လပထမပတ်ထဲမှာစတိုက်ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်စစ်တောင်းမြင့်အရှိချမ်းဟာစည်ရေးစောင့်ကြည့်ရမယ့်အနေအထားလို့လိလသူတွေကသုံးသပ်ကြပါတယ်။အေးအေးလိုမျိုးထိုးစစ်ဖြစ်လာမလားဆိုတာကတော့သုံးသပ်ဖို့ခက်ခဲပါတယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရော်ကသူ့အမြင်ကိုပြောပါတယ်။ BBC စုံစမ်းမေးမြန်းကြည့်ချက်အရတော့ပဲခူးတိုင်းတွေကိုတိုက်ခိုက်ရေးအတွေ့အကြုံရှိထားပြီဖြစ်တဲ့ PDF တက်ဖွဲ့တရှို့ပြောင်းရွှေ့နေရယူထားပြီလို့သိရပါဗျ။တောင်ပိုင်းက PDF တွေပဲခူးတိုင်းတွေရောက်လာ။ KNU ရဲ့ဖာပွန်ခရိုင်တက်မဟာငါနဲ့ဒူးပလာယာခရိုင်တက်မဟာလျှောက်တို့မှာစစ်ရေးအတွေ့အကြုံရှိထားတဲ့ PDF တပ်ရင်းတွေဗကိုးတိုင်းထဲကို ရွှေ့ပြောင်းနေရယူထားပါတယ်။စကိုင်းတိုင်းထဲက PDF တပ်တရှိုးပါဗကိုးထဲကိုရွှေ့ပြောင်းထားတယ်လို့စုံစမ်းသိရှိရပါတယ်။ဒါဟာပူးတွဲစစ်ရေးဖော်ဆောင်မှုအတွက်တပ်တွေ ရွှေ့ပြောင်းထားတာလို့ KNU ရော NUG ကပါ BBC ကို အတည်ပြုဖြေကြားထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီ25ရက်တုန်းကရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့ Spin War Collar Viewer 25ဟာတမဟာ9နေမြေကနေရွှေ့ပြောင်းလာတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။စီရေးဖို့မှုနဲ့တက်နေရရှာထားမှုအရှက်အလက်တွေအရ2024နှစ်လယ်ပိုင်းကစလို့တက်အများစုကိုပဲခူးတိုင်းဘက်ကိုရွှေ့ပြောင်းထားပြီးဖြစ်ပြီးရှေကုတ်ယူပြည်စင်စုဖွဲ့ထားတဲ့အနေအထားလိုနားလည်ရပါတယ်။ တော်လရေးစကတဲ့ကပဲခူးတိုင်းဟာမဟာမိတ်တွေနဲ့စနစ်တကျစစ်စင်ရေးတွေပူးပေါင်းဖော်ဆောင်ခဲ့ပါတယ်။2025အခင်းကျင်းမှာလည်းအရေးပါတဲ့ဒေတာဖြစ်လာပါလိမ့်မယ်လို့ PDF ရဲ့စစ်စင်ရေးနယ်မြေနှစ်ရဲ့စစ်စင်ရေးမှုဦးတင်ဦးကပြောပါတယ်။ NUG ဝင်ကြီးချုပ်မောင်ဝင်းခိုင်တန်းကလည်းရန်ကုန်နဲ့ပဲခူးတိုင်းတွေမှာနေမြေဆိုးမိုးနိုင်မှုတိုက်ပွဲတွေပေါ်ဆောင်မယ်လို့မြေပြင်တပ်ရင်းတပ်ဖွဲ့တွေနဲ့တွေ့ဆုံချိန်ဖေဖော်ဝါရီလကုန်ပိုင်းမှာထုတ်ပြောခဲ့ပါတယ်။ ဒါကြောင့်မဟာမိတ်အသီးသီးနဲ့ရှိတ်ဆက်ပြီးပဲခူးတိုင်းထဲမှာစစ်ရွေးတွေတိုးပြင်းဖော်ဆောင်မှုရှိနေတယ်လို့ဥတင်ဦးကဖြေကြားပါတယ်။ဘကိုးအနောက်ရှမ်းမှာထိုးစစ်ဆင်နေတဲ့အာရခတ်တတော်အေအေနဲ့ရောစီရေးရှိတ်ဆက်ပြီး KNU လှုပ်ရှားနယ်မြေမှာလှုပ်ရှားဖို့ရှိမလားလို့ပြောရေးဆိုခွင့်ရှိသူဗဒုကလေဆေးကို BBC ကမေးမြန်းကြည့်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့တောင်ပိုင်းဒေသတစ်ခုလုံးမှာပူးပေါင်းစီရေးဖော်ဆောင်မှုတွေရှိနေတယ်ဆိုတာကလည်းအားလုံးအသိဖြစ်ပါတယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေးမှာအဖွဲ့အစည်းတစ်ခုကနေလုံးလုံးမရဘူးဆိုတာလေကျွန်တော်တို့ပြောထားခဲ့ပါတယ်လို့ဘဒုကလေစည်းက တုံ့ပြန်ဖြေပါတယ်။ဘကိုးတိုင်းကစစ်ကောင်စီတပ်အနေထားကိုကြည့်ရလေတိုက်စွမ်းရည်ကောင်းတယ်လို့ပြောဆမှတ် ရှိကြတဲ့ရှင်မြန်တပ်မဌာနချုပ်တွေဖြစ်တဲ့တပ်မ66နဲ့တပ်မ89တို့ရှိနေပါတယ်။စစ်ကောင်ဆောင်ရုရှားခီးစင်မှာပါဝင်တဲ့ဘကိုးထူးခြားချက်တစ်ခုကရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမဲ့ စစ်ကောင်းဆောင်ရဲ့ရုရှားခီးစင်မှာပဲခူးတိုင်းဝင်ကြီးချုပ်ကိုခေါ်ဆောင်သွားတာဖြစ်ပါတယ်။တိုင်းဒေသကြီးပြည်နယ်ဝင်ကြီးချုပ်တွေထဲကမှပဲခူးတိုင်းဝင်ကြီးချုပ်ဦးမျိုးစွေဝင်းတဦးတည်းသာအတူလိုက်ပါသွားခဲ့တာဖြစ်ပါတယ်။အခုခီးစင်မှာဆွေးနွေးခဲ့တဲ့နျူကလ িয়ার တအားပေးဆက်ယုံကိုပဲခူးတိုင်းဒါမှမဟုတ်နေပြည်တော်ထဲမှာရှိတဲ့ကပ္ပစားဆက်ယုံတစ်ခုခုမှာအရှိတီဘီလုံမယ်လို့ကြားပါတယ်လို့စီဒီအမ်ပူကြီးစင်ရောကစုံစမ်းသိရှိထားရတာကိုပြောပါတယ်။ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတပူတင်တို့ဟာမတ်လ၄ရက်တုန်းကမြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার တအားပေးဆက်ယုံတိဆောက်ရေးအတွက်ပညာရပ်ဆိုင်ရာအရေးအသွေးအကောက်ခွန်စားတဲ့အခြေခံမူတွေပါဝင်တဲ့နှစ်နိုင်ငံသဘောတူညီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါကြောင့်ပဲခူးတိုင်းဟာစစ်ကောင်စီအတွက်လဲစီရေးအရာထိတ်ရှုပ်ထားနိုင်ဖို့လိုအပ်တဲ့ဒေသတစ်ခုဖြစ်လာတယ်လို့စီရေးဆောင်ကြည့်သူတွေကအကြေခံနေကြတာဖြစ်ပါတယ်။ ဘကိုးတိုင်းဟာစစ်ကောင်စီရဲ့စစ်ဌာနချုပ်တုံးခုခွဲဝေအုပ်ချုပ်တဲ့ထူးခြားတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့တောင်ပိုင်းတိုင်းနေပြည်တော်နဲ့အရှေ့ပိုင်းတိုင်းစတဲ့စစ်ဌာနချုပ်တုံးခုအောက်မှာခွဲဝေရှိနေတာကြောင့်ဖြစ်ပြီးဒါကပဲအာဏာချက်ဖြစ်စေတယ်လို့စီဒီအမ်ပိုကြီးစင်ရောကသူ့အမြင်ကိုပြောပါတယ်။ဒီတုံးကူးဆောင်တဲ့နေရာပကိုးဟာစစ်ကောင်စီရဲ့အာဏာချက်လို့ပဲမြင်နေ။တိုင်းတုံတိုင်းဆရာများပြီးတားသိတယ်ဆိုတဲ့ရှူထောင်းနဲ့အာဏာချက်လို့ကျွန်တော်ကတော့တုံးသက်တယ်။ စစ်တပ်အင်အားကိုကြည့်မယ်ဆိုရင်တိုက်ခိုက်ရေးအကောင်နဲ့ရှင်မြန်တပ်မ66နဲ့89ကအင်အားတွေကိုနိုင်ငံတဝန်းကအရှားစစ်မျက်နှာပြင်တွေကိုဆေလွတ်ထားရပါတယ်။ဗရောင်းမြို့နယ်ကညောင်ကျိုးတိုက်ပွဲမှာဆိုရင်ရန်ကုန်ကတပ်ကူတွေနဲ့တိုက်ခိုက်နေရတယ်လို့ဗိုလ်ကြီးစင်ရော်ကထောက်ပြပါတယ်။ BBC နဲ့စကားပြောခွင့်ရခဲ့တဲ့ဘကိုးတိုင်း PDF တာဝန်ရှိသူတရှိုးရဲ့အပြောအရလဲစစ်ကောင်စီတပ်ဟာပြည်သူစစ်နဲ့စစ်မှုထမ်းတင်တန်းစင်တပ်သားတွေကိုအများဆုံးအုံပြုနေတယ်လို့ဆိုပါတယ်။ စစ်ကောင်စီကလူဟောင်းလူသစ်ဖြန့်ကွဲနေရရှာထားတဲ့ပုံစံကိုတုံးနေတယ်လို့ဆိုကြပါတယ်။ဒီအင်အားနဲ့ပဲစစ်တောင်းမြဝန်ဒေသမှာလှည့်လည်စစ်ကြောင်းထိုးနေတာလို့သိရပါတယ်။စစ်တပ်ကမြို့အတွက်ခန့်စစ်အနေထားအခိုင်အမာလှုပ်ဆောင်နေတယ်။လေကြောင်းလက်နက်ကြီးတွေနဲ့ရွာထဲပစ်ခတ်တိုက်ခိုက်တာကိုပဲအဓိက လုပ်နေပါတယ်လို့ PDF ရဲ့ဘကိုးတိုင်းတာဝန်ရှိသူတအူးကပြောပါတယ်။ စစ်ကောင်စီဟာအေအေနဲ့ဖြစ်ပွားနေတဲ့ဗထောင်းစစ်မျက်နှာပြင်မှာဆိုရင်စက်တက်လေရီတွေနဲ့တိုက်ခိုက်တယ်လို့စစ်တောင်းမြစ်အရှိရှမ်းမှာလည်း drone အသုံးပြုတိုက်ခိုက်တာတွေပိုတိုးလှုပ်လာတယ်လို့သိရှိရပါတယ်။စစ်ကောင်စီတည်င်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ဗကိုးတိုင်းကစစ်ရေးနဲ့ပတ်သက်လို့တစုံတရာ ထုတ်ပေါ်ပြောကြားတာမရှိသေးပါဘူး။ဒါပေမဲ့ဗကိုးအနောက်ရှမ်းရော အရှိရှမ်းမှာပါနှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေကြောင့်မှာအရသာထိခိုက်သေးဆုံးတာတွေနေ့စဉ်လိုလိုရှိလာတာကိုလည်းတော်လရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေအရထင်သာမြင်သာတွေ့နိုင်ပါတယ်။ပဲခူးတိုင်းထဲမှာစစ်တပ်ကရွေချက်ရှိရှိနဲ့လေကြောင်းတိုက်ခိုက်တာလက်နက်ကြီးပစ်တာတွေပို့တိုးလှုပ်လာလို့ပြည်သူတွေတတိရှိကြဖို့လိုတယ်လို့ PDF စစ်စင်ရေးနေမြေနှစ်ရဲ့စစ်စင်ရေးမှုဥတင်ဦးကတိုက်တွန်းထားပါတယ်။ Yeah